ကျော်ရ knowledge generation page ကနေပြီးချေစပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးရတော့ကမ္ဘာပေါ်ကထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ American, England, ပြင်သစ်၊ Korea, Japan စတဲ့ဒီလိုနိုင်ငံတွေကဘလို့အုပ်ချုပ်ရေးစနစ်တွေကိုကျင့်သုံးနေပြီးခုလိုဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်အောင်ဘလို့စနစ်တွေကနေထပ်ကဲကျင့်သုံးမြောင်းလဲကြလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်တယ်။ဒီအကြောင်းအရာတွေကိုမပြောခင်အဓိကအခြေခံစနစ်ကြီး၃ခုကြောင်း အရင် လေ့လာထားဖို့လိုတယ်။နံပါတ်၁ဘရင်စနစ် နံပါတ်2အာဏာရှင်စနစ်နံပါတ်3ဒီမိုကရေစီစနစ်တချို့နိုင်ငံတွေမှာအဲ့အခြေခံစနစ်၃ခုကိုရောဆက်ပြီးရောပိုကောင်းမဲ့ထင်တဲ့ပေါင်းဆက် hybrid စနစ်တွေကိုလည်းအကျဉ်းသုံးတယ်၁ဘရင်စနစ်မိုနာခီဘရင်စနစ်ဆိုတာနိုင်ငံကိုအုပ်ချုပ်တဲ့သူကဘရင်ဒါမှမဟုတ်ဘရင်မဖြစ်ပြီးတော့အခွင့်အာဏာကိုမျိုးရိုးစင်စဲကျဉ်းသုံးတာမျိုးဖြစ်တဲ့ဥပမာဘရင်နဲ့ရွာဆိုင်ရင်အင်ရှိဆန်နန်းတက်ရတာမျိုးပြီးတော့ဘရင်စနစ်က ရှေးခေတ်ထဲကလူသမိုင်းမှာအရင်ဆုံးပေါ်ပေါက်လာတဲ့စနစ်ဖြစ်တဲ့ ဘရင်စနစ်မှာနှစ်မျိုးရှိပြီးတော့တအာနာပြည်ရှိဘရင်စနစ်အက်ဇလူမိုနာခီနိုင်ငံရေးစီရေးဘာသာရေးဥပဒေကိုဘရင်တယောက်တည်းအဆုံးဖြတ်ချက်ချတဲ့စနစ်ဖြစ်တဲ့ကျင်းသုံးနေတဲ့ထိပ်တန်းနိုင်ငံတွေကဆော်ရီယာရေးဗီးယားနှင့်ဥပဒေအခြေခံဘရင်စနစ်ကွန်စတီကျူရှင်နဲ့မိုနာခီ ဘရင်ဒါမှမဟုတ်ဘရင်မရှိပေမဲ့သူတို့မှာအာဏာပြည့်မရှိဘူးနိုင်ငံအုပ်ချုပ်ရေးကိုဥပဒေရဲ့အောက်မှာပဲထားတယ်ဥပဒေကဘရင်ပါဝင်အာလုံးတန်းတူတက်ရောက်တယ်အစိုးရကိုပြည်သူကမဲပေးရွေးချယ်တင်မြောက်တယ်အတူချုပ်ပြောရရင်ဘရင်ကနိုင်ငံရဲ့ပြည်ယုတ်ဖြစ်ပြီးအာဏာပါလီမန်နဲ့အစိုးရမှရှိတယ်ကျင်သုံးနေတဲ့နိုင်ငံတွေက United Kingdom, Thailand, Japan, Sweden, Malaysia တို့ပဲဖြစ်တယ် ဘရင်စနစ်ပြီးရင်နောက်ထပ်ခေါင်းစဉ်တစ်ခုဖြစ်တဲ့အာနာရှင်စနစ်ကြောင့်ကျွန်တော်ဆက်ရှင်းပြပေးမယ်။အာနာရှင်စနစ်ဆိုတာကပြည်သူစန္ဒာနဲ့တင်မြှောက်ထားတာမျိုးမဟုတ်ဘဲနဲ့အဖွဲ့အစည်းတစ်ခုဒါမှမဟုတ်စစ်ကောင်းဆောင်တအူကအာနာပြည့်ထိန်းထားတာမျိုးကိုခေါ်တယ်။ပြည်သူခွင့်ရေးတွေနဲ့ပါတယ်။မဲပေးတာတွေစကားလွတ်လပ်ခွင့်တွေသတင်းလွတ်လပ်ခွင့်တွေထိန်းချုပ်ခံရတယ်။အစိုးရကိုဝေဖန်ရင် ပြည်မှုမြောက်တယ်။ကြမ်းဖက်မှုတွေကြီးနိုင်ငံချင်းမှုတွေကိုလည်းခံရမယ်။အာနာရှင်စနစ်က၄မျိုးလောက်ရှိမယ်။၁စစ်အာနာရှင်စနစ် စစ်တပ်က အာဏာရှိတဲ့ကျင်သုံးနေတာကမြန်မာဆူဒန်နှင့်ပုဂ္ဂိုလ်အာဏာရှင်စနစ်ခေါင်းဆောင်တော်ဦးတွေဟာကိုပိုင်အုပ်ချုပ်မှုပုံစံမျိုးအာဏာရှိတဲ့ကျင်သုံးနေတာမြောက်ကိုရီးယားကင်ဂျွန်ဝမ်၃တပါတီအာနာရှင်စနစ်ပါတီတခုရဲ့အာနာရှိတဲ့ကျင်းသုံးနေတာကတရုတ်ကွန်မြူနစ်ပါတီမြောက်ကိုရီးယား Workers Party အလုသမားပါတီ၄စစ်တပ်နဲ့ပါတီအာနာရှင်စနစ်စစ်တပ်အာနာနဲ့ပါတီအာနာတွဲထားတာမျိုးဖြစ်တဲ့ကျင်းသုံးနေတာကမြန်မာ စစ်တပ်အပေါင်းကြံ့ခိုင်ဖွဲ့မျိုးရေးပါတီနောက်ဆုံးအခြေခံစနစ်တစ်ခုဖြစ်တဲ့ဒီမိုကရေစီစနစ်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တဲ့ဒီမိုကရေစီစနစ်ဆိုတာကအုပ်ချုပ်သူကိုပြည်သူကရွေးချယ်ပြီးတော့အာဏာပြည်သူပေါ်မှာအခြေခံထားတဲ့ပြည်သူတွေကလွတ်လပ်စွာမဲပေးနိုင်တဲ့ဥပဒေရဲ့အောက်မှာလူဒန်းစားအလုံးတန်းတူရှိတဲ့အာဏာရှင်စနစ်နဲ့မတူဘဲနိုင်ငံရေးဝေဖန်မှုတွေကိုလွတ်လပ်စွာပြောနိုင်တဲ့ဥပဒေရဲ့အုပ်ချုပ်တာရဲ့တရားရုံးရဲ့တည်တံ့လှုပ်ဆောင်တဲ့ဒီမိုကရေစီအမျိုးအစား၃မျိုးရှိတဲ့ တေပါလီမန်ဒီမိုကရေစီနိုင်ငံခေါင်းဆောင်ကိုပါလီမန်ရွေတဲ့ကျင်သုံးနေတဲ့နိုင်ငံတွေက UK ဂျပန်အိန္ဒိယကနေဒါနှင့်တမရဒီမိုကရေစီစနစ်တမရကိုပြည်သူကရွေးချယ်တင်မြှောက်တဲ့ကျင်သုံးနေတဲ့နိုင်ငံတွေက USA ဘရာဇီးအင်ဒိုနီးရှားဂျာမနီအော်စတြေးလျတုံးတမရဝန်ကြီးချုပ်ဒီမိုကရေစီတမရနဲ့ဝန်ကြီးချုပ်ကအာဏာကိုခွဲယူထားတဲ့ကျင်သုံးနေတဲ့နိုင်ငံတွေက France South Korea ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကတော့အုတ်ချုပ်ရေးစနစ်တွေအကြောင်းဖြစ်ပြီး ဘရင်စနစ်နဲ့ဒီမိုကရေစီစနစ်ရဲ့ကြာကွာမှုကိုကြည့်ပြီးတော့ဖွံ့ဖြိုးပြီးနိုင်ငံတွေဘာကြောင့်ဖွံ့ဖြိုးတိုးတက်နေရရဲ့အာဏာရှင်စနစ်လောက်အတိုင်းမြေတွေဘာကြောင့်နှောင့်နှေးနေရလဲဆိုတာကိုကျွန်တော်ကအားလုံးကိုသိနာလည်သိချင်လို့ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုသစ်လေးတွေကိုကြည့်ရှုရန်အတွက်လည်း like and subscribe လေးကိုလည်းလုပ်ပေးဖို့မျှော်လင့်ပါတယ်ရှိမှလည်းဗီဒီယိုအောက်နေတင်တာလေးရှိပါတယ်ခင်ဗျာကြည့်ရှုအားပေးကြပါအောင်ကျေးဇူးများတင်ပါတယ်